ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာမြန်မာနိုင်ငံနဲ့ဘလို့ထူးခြားသတင်းတွေရှိနေပါလဲသတင်းရယူနေတဲ့ကိုစိုးသူအောင်ကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်ဟုတ်ကဲ့ပါကိုစိုးသူအောင်ရေဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာဘလို့ထူးခြားသတင်းတွေကိုပြောပြပေးဖို့ရှိနေပါလဲဗျဟုတ်ကဲ့ပါဒီကနေ့ရဲ့ထူးခြားသတင်းတစ်ခုကတော့ဒီအမျိုးသားညညရေးအစိုးရ UNG ကိုပြင်ဆင်ဖွဲ့စည်းတယ်လို့ CRPH ကကြေညာတဲ့အကြောင်းပါအခုအစိုးရအဖွဲ့ထဲမှာအပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးစီးပွားကူတန်းဆက်သွယ်ရေးနဲ့အမျိုးသမီးလူငယ်နဲ့ ကလေးတငယ်ဆိုင်ရာဝန်ကြီးဌာနတွေကိုဖိတ်ရှားလိုက်တာကိုတွေ့ရပါတယ်။ဒါအတူပဲအလုံသမားဝန်ကြီးဌာနကိုလူမှုကူညီရေးအလုံသမားနဲ့လူသားစာနာထောက်ထားရေးဝန်ကြီးဆိုပြီးတော့စုပေါင်းဖွဲ့စည်းတာကိုလည်းတွေ့ရပါတယ်ဗျ။အာသတင်းအပြည့်အစုံကိုတော့ DVB ရဲ့ website နဲ့ YouTube channel တွေမှာဖော်ပြထားပါတယ်။အော်နောက်သတင်းတစ်ခုကတော့အတန်သိတဲ့ဗိတ်ပြုလုပ်မဲ့ဒီဇင်ဘာ၁၀ရက်နေ့မှာဒီလူစီကောင်းအောင်ပြုလုပ်ဖို့နဲ့လွန်ကြုံရေးတွင်းမြင့်ဖို့ကိုဒီစစ်ကော်မရှင်ကညွှန်ကြားခဲ့တဲ့အကြောင်းပါ အတန်သိတဲ့ဘိတ်ကိုအာနာသိမ့်ပြီးနောက်ပိုင်း၅ချိန်မြောက်ပြုလုပ်မှလို့သိရပြီးတော့ဒီရည်ရွယ်ချက်ကတော့အတိုင်းမြန်ကန်ပုံကိုနဲ့တမရနဲ့ပြီးတော့နိုင်ချင်းတွေကိုပြန်လှုပ်ပေးဖို့ပြီးတော့အရမစစ်မှုတန်ဥပဒေကိုရုပ်သိမ်းပယ်ဖျက်ဖို့နဲ့စစ်တပ်ယူကောက်ပွဲကိုစန့်ကျင်ဖို့အတွက်ဖြစ်တယ်လို့သိရပါတယ်ဗျနောက်တစ်ခုကတော့ဒီမိုးကုတ်မိုးမိတ်ဘက်ကအချင်းတွေကိုလည်းအနှဲငယ်တင်ပြခြင်းပါတယ်ဒါကတော့မိုးကုတ်မိုးမိတ်ဒေသကိုစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကဦးဆောင် တိုက်ခိုက်နေတယ်ဆိုပြီးတော့ UNG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် အဲနိုဝင်ဘာ30ကနေဒီဇင်ဘာ6ရက်အတွင်းဒီတိုက်ပွဲကြီးငယ်ပေါင်း6ကြိမ်ထပ်မနေဖြစ်ခဲ့ပြီးတော့အရေးပါတဲ့စကန်ကုန်းတစ်ခုကိုလည်းသိမ်းပိုက်နိုင်တယ်ဆိုပြီးတော့ထုတ်ပြန်ထားတာပါဒီကနေ့ဒီဇင်ဘာ၈ရက်နေ့အထိလဲမိုးကုတ်မြို့အနောက်ပိုင်းဒီကြက်ပြင်ဘက်ကမြို့စုနေရာတွေမှာတိုက်ပွဲတွေဆက်ရှိနေတယ်လို့စစ်တပ်ဌာနဆိုင်ရာတွေကလည်းအရက်ဖက်ဝင်နှန်းနေပေါ့နော်သူတို့ကလည်းဒီဇင်ဘာ၅ရက်လောက်မှာဝင်လာဖို့ရှိတယ်ဆိုပြီးတော့မြို့ကန်တွေကပြောပါတယ်အဲဒါအတူပဲမိုးကုတ်မြို့တွေကအသက်၁၈နှစ်ကနေအသက်၅၀အသွင်း လူတွေရဲ့နာမည်စာရင်းတွေကိုလည်းစစ်တပ်ကပြုစုနေလို့ဒီလုံခြုံရေးစိုးရိမ်နေရပြီဆိုပြီးတော့မြို့ကန်တွေကပြောနေကြပါတယ်ဗျ။အရသားတွေထိခိုက်ရတဲ့အကြောင်းကိုလည်းတင်ပြခြင်းပါတယ်။ဒါကတော့ကချင်ပြည်နယ်ဖားကန့်ဒီတာတွေကမလောင်ရွာကိုဒီဇင်ဘာ9ရက်ညပိုင်းမှာ drone ဘုံကျတာကြောင့်ဒီပြည်သူ3ယောက်သေဆုံးခဲ့ရတာပါ။အဲမြောက်ဖြူကြီးရဘက်ကလည်းလက်နက်ကြီးကြခဲ့ပြီးတော့ဘုံကြီးကြောင်ကသမိတ်စားဆောင်ပြစီပြီးတော့ကိုရင်တပားတိုင်ရရတယ်လို့လည်းဒေသခံကပြောပါတယ် စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းလုံခြုံမြို့နယ်တွေကိုစားရောက်လာတဲ့ကအနေပြစ်တက်တာပြီးတော့ဒရုန်းဘုံကျဲတာပြီးတော့လက်နက်ကြီးတွေကြားရောက်တာတွေကြောင်းတိုက်ဆုံရတဲ့ပြည်သူတရားဝန်းကျင်အထိရှိလာပြီးတော့ဒဏ်ရာရသူကတော့၃ယောက်ကိုကျော်လာပြီးဆိုပြီးတော့လူမှုကွန်ရက်အသင်းတွေစီကနေသိရပါပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ဒါကတော့သတင်းထောက်ကိုစိုးသူအောင်ကိုဓာတ်ရိုက်မြင်ပြခဲ့တာပါသတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်